ဘယ်လိုရဲ့ကစားမဘွားကိုအားချနေရမစီဘရိတ်မြောင်းဝဲမိလာပါဗျာမန်ချက်စတာဖော့ဆိုကနေအားလုံးကိုပြန်လဲကြိုးလိုက်ပါရင်အာဂျင်တီးနားနဲ့အင်တာမီယာမီကျယ်ပွင့်လီယိုနယ်မက်ဆီကတော့မဟာပြိုင်မဲ့ရော်နယ်ဒိုရဲ့ကစားမဘွားကိုအားချမိကြောင်းဝန်ခံပြောဆိုလိုက်ပါရင်ဘောလုံးသမိုင်းရင်ထာရောမပြီးဆုံးနိုင်မဲ့ဒီဘေးကြီးကတော့လီယိုနယ်မက်ဆီနဲ့ခရစ်စတီးယားရော်နယ်ဒိုဘယ်သူကကုန်လဲဆိုတာပါပဲမက်ဆီကပိုမိုတာလိုနဲ့ကစားမလို့ခံယူထားသူတွေရှိတယ်လို့ရယ်ဒိုကမှပိုမိုကောင်းမွန်နိုင်စားမလို့သတ်မှတ်ထားကြတယ်ဆိုပြီးလည်းရှိပါရင် ကာကွယ်ရှင်ဂုံကြီးနှစ်ဦးကတော့အခုချိန်မှာတမြေတဲမှာမရှိကြတော့ပေမဲ့လည်းလေးစားမှုရှိနေစေဆိုတာမက်ဆီကတက်တည်ပြလိုက်ပါတယ်။မက်ဆီဟာပေါ်တူဂိုနိုင်ငံရရှိခဲ့တဲ့ပွဲပြီးမှာရယ်လိုနဲ့ပတ်သက်ပြီးဝန်ခံချက်တစ်ခုပြုလုပ်သွားခဲ့ပါတယ်။ဒီနေ့မနေ့ကစားခဲ့တဲ့ပေါ်တူနဲ့ကလပ်ကပါဗလားအုပ်စုဒုတိယပွဲအစီအမံမက်ဆီရဲ့လမ်းစားဖရီကင်းကြောင့်အင်တာမိုင်ယာမီတို့နောက်တစ်ဆင့်အတွက်မျှော်လင့်ချက်တွေရှိလာခဲ့ပါတယ်။အပွင့်ပွဲအစီအမံအီဂျစ်ကလပ်အေယာလီနဲ့တရားလဲထွက်ပေါ်ခဲ့တာကြောင့်မြန်မာမီတို့အုပ်စုအဆင့်နဲ့ပဲကျင်းပခဲ့ရမယ်လို့အားလုံးကထင်မှတ်ခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်းအခုတော့မက်ဆီကအဲ့ဒီထင်မြင်ချက်တွေကိုပြောက်ကွယ်သွားအောင်လုပ်နိုင်ခဲ့ပါပြီ။ မိုင်အမီယာပွဲချင်းရှင်းမနစ်မှာရင်အေအီဟိုဟာသွင်းယူခဲ့တဲ့ပန်တီသွင်းကုန်းနဲ့ပေါ်တိုရဲ့အဥဆောင်ခြင်းကိုခံခဲ့ရတာပါဒါပေမဲ့ဒုတိယပိုင်းမှာတော့အင်တာမီယာတို့ပြန်လာနိုင်ခဲ့ပြီးပွဲချင်း58ခွဲမှာစီဂိုဗီယာကအင်တာမီယာမီအတွက်ခြေပါကိုပြန်လည်သွင်းယူပေးခဲ့ပါတယ်ပွဲချင်း54မိနစ်မှာတော့မက်ဆီကအသင်းအတွက်အနိုင်ကိုကိုဖရီကနဲ့တဆင်နှက်လာပပသွင်းယူပေးခဲ့တာဖြစ်ပါတယ်မက်ဆီရဲ့ဖရီကဟာတော်တော်လေးကိုလှပပြီးအစင်တန်းမြင့်တဲ့ဖရီကသွင်းကိုဖြစ်ပါတယ်ပွဲပြီးမှမက်ဆီကရယ်ဒိုနဲ့ပတ်သက်ပြီး ကျွန်တော်ခရစ်တီယာနိုနယ်ဒိုပိုင်ဆိုင်ခဲ့တဲ့ကစားသမားဘွားကိုအရင်သဘောကျပါရင်သူ့ကိုကျွန်တော်အမြဲတမ်းလေးစားလျက်ပါသူကအခုထိတ်တန်းအစ်မရှင်ပြိုင်နေလို့မယ်ကျွန်တော်တို့ရဲ့ရှင်ပြိုင်မှုကကွင်းထဲမှာရှိခဲ့တာပါကျွန်တော်တို့ကကိုယ့်အသင်းအတွက်အကောင်းဆုံးပေးဆက်ဖို့ကိုပဲစူးစမ်းခဲ့ကြတာဖြစ်ပါတယ်ကွင်းပြင်ပမှာတော့လူတမ်းမဲ့လူသားနှုတ်ပါမယ်ကျွန်တော်တို့ကတငယ်ချင်းနဲ့မဟုတ်ကြပါဘူးဘာလဲဆိုတော့ကျွန်တော်တို့အတွက်အချိန်ဖြုန်းကြတယ်ဆိုတော့မရှိသလောက်ရှားကြတဲ့သူနှုတ်မို့ပါနှုတ်ကြမှာလေးစားဖို့အမြဲတမ်းရှိပါတယ်လို့ပြောဆိုသွားခဲ့ပါတယ်အင်တာမယာမီအနေနဲ့အုတ်ဆုနောက်ဆုံးပွဲအစဉ်ဖြစ်တဲ့ပါမီယံရဲ့ပွဲမှာတင်ရရလက်ထွက်ပေါ်ခဲ့ရင်နောက်တစ်ဆင့်ကိုတက်ရောက်သွားနိုင်ပါလိမ့်ဖြစ်ပါတယ်ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကလည်းတော့ပါမယ် ဆုံးနေကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတို့ပဲတင်ရှိပါရခင်ဗျာ